လောကမှာလူဖြစ်တဲ့အချိန်ဟာအခွင့်ကောင်းမယ်နော်မမေ့ကြနဲ့လူဘဝရတဲ့အချိန်ဟိုကိစ္စဒီကိစ္စမအားသေးဘူးဆိုပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့ရမေ့မနေချင်လူဘဝဟာကုသိုလ်လုပ်ဖို့ရအခွင့်ကောင်းကြီးလို့သူတို့ပြောတယ်အခွင့်ကောင်းကြီးဆိုတာပဲကျမသိတော့ဆိုရင်ကြိတ်တာဖြစ်တဲ့အခါငရဲကြတဲ့အခါကြပူတိလာနတ်ပြေရောက်တဲ့အခါတိလာလူဘဝဟာတကယ်ကိုကုသိုလ်ကောင်းမှုလုပ်ဖို့အခွင့်ကောင်း အခွင့်သားဆုံးဘုံဌာနပဲဖြစ်ဣဒမေဝကမ္မဘူမိလူဝါကုသကံလှုပ်ဖို့ရအတွက်အကောင်းဆုံးနေရာဖြစ်တယ်ပါရမီတွေစီကူအထောက်ဖို့အကောင်းဆုံးနေရာအသိပညာတပညာတွေဓမ္မနဲ့ပတ်သက်တဲ့ပညာတွေရရှိဖို့အကောင်းဆုံးနေရာအဲ့ဒီအကောင်းဆုံးနေရာတန်ဖိုးမရှိတဲ့စိစိမ်ဥစ္စာ ရှာဖွေရင်းနဲ့အချိန်ဖြုံးလိုက်မယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးသွားနိုင်တယ်ကုသိုလ်ကောင်းမှုတွေများများလုပ်ဖို့